မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ကြီးမြို့အမတ်နဲ့နယ်မြေရဲစခန်းမှုမျိုးကြော်သူကမူရဲစေဝါရောင်းဝယ်မှုများအပါအဝင်စခန်းရဲ့ကုန်ကျစရိတ်ဆိုပြီးတော့နေထိုင်ရဲတွေကိုတလကိုငွေကျပ်300ကျော်ရှာခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တောင်ကြီးမြို့အမှတ်နဲ့နေမီရဲစခန်းမှုမြို့ကျော်သူဟာနေရင်းရဲတွေကိုစခန်းရဲ့ကုန်ကြစည်းဆိုပြီးတော့တလကိုငွေကျပ်3300ကိုနှီးမျိုးစုံနဲ့ဖီအားပေးရှာခိုင်းနေပြီး၎င်းကိုယ်တိုင်လည်းမူရဲစေဝါများကိုရောင်းဝယ်ဖောက်ကားမှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်အခုလို့၎င်းရှာဖွေခိုင်းနေတဲ့ငွေကျပ်3300မပြည့်ပါက နေထင်းရဲများကိုရိုက်နှက်ပြီးတော့အလုတ်ထုတ်ပြမယ်ဆိုပြီးချင်းချောက်ပြောဆိုနေတယ်လို့သိရပါတယ်။အခုလိုမျိုးလှုပ်ဆောင်မှုများကိုအထက်ကိုတိုင်ကြားတော့လဲငွေကြေးအလုံးရင်းနဲ့လိုက်လံပြီးတော့၎င်းကအမှုဖျောက်ပြပစ်တယ်လို့သိရပါတယ်။ဒါအပြင်မျိုးကျော်သူက၎င်းရဲ့ရောက်ဖဖြစ်သူစံဖို့ပါတီဝင်တအုပ်နဲ့နေထင်းရဲနှစ်ဦးကိုလည်းပလီလင်းရွာအကျော်မှာရှိတဲ့ရေတပြေခိမ်းမှာတစ်ကားတွေကိုစောင့်ပြီးတော့ပတ်စံကောက်ခိုင်းနေပြီးတရက်ကိုအနည်းဆုံးငွေကျပ်သိန်း20ကျော်ရရှိနေတယ်လို့သိရပါတယ်။ စခန်းဘုံမျိုးကျော်သူကလက်ရှိအချိန်မှာ၎င်းရဲ့မိမဖြစ်သူဒေါ်သွဲသွဲဦးရဲ့နာမည်နဲ့ပလီလင်းရွာမှာသိန်း2000တန်းခြံများကိုဝယ်ယူထားပြီးတော့သိန်း3500တန်းနဲ့ကားတွေကိုလည်းဝယ်ယူထားတယ်လို့သိရပါတယ်။ဒေါ်သွဲသွဲဦးကိုလည်းသိန်း900ကျော်တန်းနဲ့လက်ဝတ်ရတနာများစင်ပြန်ပေးထားတယ်လို့သိရပါတယ်။တောင်ကြီးအမတ်နဲ့နေမြေရဲစခန်းဘုံမျိုးကျော်သူကအလို့အလုံးကိုမတရားစီးပွားရေးကိုတောင်းကြနေပါတယ်။မူရဲစေဝါတွေလည်းရောင်းတယ်။ဒလာတလာကိုစခန်းရဲ့ကုန်ကြစိတ်ဆိုပြီးတော့ သိန်း300သူ့ရဲ့လက်အောက်ကနေထင်းတွေကိုဖိအားပေးပြီးတော့အတင်းအဓမ္မရှာခိုင်းနေပါတယ်။သူရှာခိုင်းတဲ့ပတ်စံမပြည့်ရင်နေထင်းယာတို့ကနေဖြုတ်ပြမယ်ဆိုပြီးတော့ချင်းချောက်ပြောပြီးရိုက်နှက်ပါတယ်။သူ့ရောက်ဖကျန်းဖို့ပါတီဝင်ကလည်းရေတပြေကိတ်မှာတက်ကားတွေကိုစောင့်ပြီးတော့ပတ်စံတောင်းခိုင်းတာပါတယ်။နေထင်းခေါင်းဆောင်နေရာကိုလည်းသူ့ကျိုးဆွဲရာကိုလုတဲ့သူကိုပဲထားပါတယ်။သူမတရားလုပ်တာတွေကိုအထက်ကိုတိုင်ရင်လည်းဘာမှမထူးဘူးအမှုကပျောက်ပျောက်သွားတယ်လို့ရဲသတင်းအရင်းမြစ်ကပြောပြထားပါတယ်။တောင်ကြီးမြို့အမှတ်နဲ့နေမြေရဲစခန်းမှာလည်း အချုပ်ကနေပြီးတော့အချင်းထောင်ကိုမပြောင်းရွှေ့ခြင်းမှာကငွေကျပ်၁၀သိန်းပေးရပြီးတော့မြစ်ပတ်နေတဲ့ပုံစံထမင်းကစုံရရေလုံပြုတ်တဲ့အသားဟင်းများကိုလည်းဈေးအဆမတန်တင်ပြီးတော့ရောင်းချနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းမြောင်လေးပင်မြို့နယ်ပစုံမြောင်းဆန်ပြကြေးရွာမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ခွေးတပ်ကရရှိတယောက်အပါအဝင်၄ယောက်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ16ရက်နေ့မနက်ပိုင်းကညောင်လေးပင်မြို့နယ်ဗဇုံမြောင်းစံပြကြေးရွာမှာရှိတဲ့ဆွဲထွလွဲပိုင်းတနေရာမှာအကြမ်းဖက်စစ်ခွေးတွေနဲ့ Fire Dragon တပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးတပ်ဘက်ကအရာရှိတယောက်နဲ့ရဲဘော်တယောက် ထိခိုက်သိမ်းဆုံးခဲ့ပြီးတော့၎င်းတိုက်ခတ်မှုအတွင်းမှာတော်ဂျီကန်တိုက်ရင် drone အဖွဲ့ကလည်း Fire Dragon အဖွဲ့နဲ့အတူပူးပေါင်းပြီးတော့ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲအတွင်းမှာညောင်လေးပင်မြို့မှာရှိတဲ့ခမရ20က120မမလက်နက်ကြီးတွေနဲ့ပြစ်ကူပေးခဲ့တဲ့အပြင်ညောင်လေးပင်မတော့လမ်းမိုက်မှာရှိတဲ့ရေကြီးချောင်းဂိတ်စခန်းကပါလက်နက်ကြီးတွေနဲ့အချက်ပေါင်းများစွာပြစ်ကူပေးခဲ့ပေမဲ့ Fire Dragon ရဲဘော်တွေတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်မုံလွယ်ပိုင်းမှာလည်းပဇွန်မြောင်းချေးရွာအိုးဘိုဘိုင်းမှာအကြမ်းဖက်စစ်ခွေးများနဲ့ Fire Dragon ရဲဘော်တွေ ဒုတိယအကြိမ်ထပ်မံပြီးတော့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ် Fire Dragon ရဲဘော်တွေကလက်အုပ်မှုရယူခဲ့ပြီးတော့ရွရွချုံချုံတိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်ခွေးနှစ်ကောင်ထပ်မံသိမ်းဆုံးသွားတယ်လို့သိရပါတယ်၎င်းတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကလက်နက်ကြီးပစ်ကူတွေနဲ့ဖိအားပေးပြီးတော့ပစ်ခတ်ခဲ့ပြီးမြဲ Fire Dragon ရဲဘော်တွေအနေနဲ့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မြေကြီးနားမြို့စီတာဘူးရက်ွက်နယ်မြေငားမှာဒီကနေ့ဩဂတ်စ်လ18ရက်နေ့မနက်ပိုင်းကဓာတ်တူတချောင်းနဲ့ဓမြတိုက်လူရရန်စ조사သူအမျိုးသားတယောက်ကိုရက်ွက်နေပြည်သူများကဝိုင်းဝန်းဖမ်းဆီးလိုက်နိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တေချာတော့မသိလိုက်ပါဘူးဗျာ။ဓာတ်နဲ့တယောက်တည်းဝင်လို့တဲ့အချိန်ဘေးကလူတွေကဝိုင်းဖမ်းလိုက်ကြတာအဲ့ဒီမှာပဲစစ်စေးမင်းမြတ်ရဲ့နဲ့သူနဲ့အပေါင်းပါအဖွဲ့ကိုလည်းဖော်ထုတ်လိုက်နိုင်တယ် အခုတော့ရဲစခန်းရောက်နေပြီထင်တယ်လို့မျက်မြင်တွေ့ရှိသူတို့ကအတီးပြုပြောကြားထားပါတယ်။ဒါအပြင်အဲ့ဒီအမျိုးသားနဲ့၎င်းရဲ့အပေါင်းပါများဟာအလားတူဖြစ်ရများကိုရခင်ကလေးကကျူးလွန်ခဲ့ကြောင်းလူရက်ခံရတဲ့အမျိုးသားတို့ကလည်းပြောပြထားပါတယ်။ကျွန်တော်ဆိုင်ကအလူခံတော့ကလည်းဒီကောင်တွေပဲဟုတ်ပါတယ်။အဲ့ဒီတော့ကနှစ်ယောက်ဒါနဲ့လေမင်းကိုထိုးသွားတာတိတ်တောင်မကြသေးဘူးလို့ပြောပြထားပါတယ်။၎င်းကိုစစ်ဆေးနေတဲ့အချိန်ထွက်ဆိုခဲ့တယ်။ရန်ပူရက်ကွက်နဲ့စီတာပူရက်ကွက်က၎င်းရဲ့အပေါင်းပါများကိုလည်းလိုက်လံဖမ်းဆီးနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်နဲ့နထိုးကြီးမြို့နယ်ကြားကခြေွာတွေကိုဩဂတ်စ်လ16ရက်နေ့မနက်ပိုင်းကစစ်ခွေးတပ်နဲ့ပြူစောထီးခေါင်းဆောင်တီတာရုံမော်အဖွဲ့ကမိရှုဖြတ်စည်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြင်းညာမြို့နယ်နဲ့နထိုးကြီးမြို့နယ်ကြားမှာရှိတဲ့တူဆိုးရွာ၊ကန်ဆင့်ရွာ၊ကန်ဆင့်တောင်ရွာ၊လက်သမားကန်၊ချင်းရွာ၊ကန်ရားရှည်ရွာခြေွာတို့ကနေအိမ်များကိုမိရှုဖြတ်စည်းသွားပြီးတော့ PDF စခန်းအများပြားလဲစီးနှင်းခံလိုက်ရတယ်လို့စုံစမ်းသိရှိရပါတယ်။ ်ကျေးရွာတွေနဲ့ PDF စခန်းတွေကိုဝင်းအောင်စီးနှင်းခံရတာဟာမှန်ကန်ပြီးစစ်တပ် lobby channel တွေကဖော်ပြထားတယ်လို့ NUG စာတင်အကြောင်းကိုမိရှုဖြတ်စည်းနိုင်တယ်ဆိုတာကတော့သတင်းအမှားဖြစ်ပါတယ်လို့မြင်းကြံ Black Tiger MBD တပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကပြောပြထားပါတယ်တီရာယုံမဦးဆောင်တဲ့ပြူစောတိအဖွဲ့တွေနဲ့ဒေါ်လိုင်းအင်အားစုတွေကြားမှာဩဂတ်စ်လ12ရက်နေ့ကစတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ခွေးစစ်ကြောင်းကစစ်ကြောင်း၃ကြောင်းခွဲပြီးတော့ထပ်မံထိုးစစ်ဆင်လာခဲ့တာကြောင့်ဒေါ်လိုင်းတပ်ဖွဲ့တွေဟာပျောက်ကြားစနစ်နဲ့ပြန်လည်ခုခံတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျာ။ မြင်းညာမျိုးနယ်အတွင်းမှာစစ်ရေးတွေတင်းမာနေပြီးတော့နှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီးအဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ခွေးတပ်ဘက်ကထိခိုက်ဒေဆုံးမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။မြင်းညာမျိုးနယ်အတွင်းမှာနှစ်ပတ်နီးပါးတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့စစ်ခွေးတပ်ကအင်အားတိုးကကျေးရွာတွေနဲ့ PDF စခန်းတွေကိုဝင်းအောင်စီးနှင်တာနဲ့မီးရှို့တာတွေပြည်သူပိုင်းပစ္စည်းတွေကိုယူဆောင်တာတွေလည်းရှိခဲ့တယ်လို့ဒေတာတွင်သတင်းအမြင့်ထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးအိုးဘုံအချင်းထောင်မှာရှိတဲ့အမျိုးသားအဆောင်ပေါ်ကို ဒရုန်းပုံသည်နှလုံးကြောက်ပောက်ကွဲမှုမှာ နိုင်ငံရေးအကျဉ်းသား18ဦးအခြားအကျဉ်းသား၄ဦးစုစုပေါင်း22ဦးသေဆုံးခဲ့ကာထိခိုက်ဒဏ်ရာရရှိသူအနည်းဆုံး10ဦးအထိရှိခဲ့တယ်လို့ထုတ်ပြန်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ10ရက်နေ့မနက်10:00နာရီအချိန်မှာဒရုန်းပုံသည်နှလုံးကျဲချခံရခြင်းဖြစ်ပြီးတော့အာနာသိစစ်ခွစ်တပ်ကထိန်းချုပ်ထားတဲ့အကျဉ်းထောင်ဖြစ်တဲ့အတွက်ဒရုန်းနဲ့ကျဲချခဲ့တဲ့အဖွဲ့ရဲ့အချက်အလက်များကိုစုံစမ်းရရှိရန် အခက်အခဲများရှိနေတဲ့အတွက်ကြောင့်အတည်ပြုနိုင်ရေးအတွက်ဆက်လက်စ조사ဆောင်ရွက်နေတယ်လို့ PPNM ကထုတ်ပြန်ထားပါတယ်။မနေ့ကသတင်းထုတ်ပြန်မှုတွေကျွန်တော်တို့လုပ်ပါတယ်စစ်ကောင်စီကတော့ညင်းနေကြအတိုင်းပဲဖင်ပိတ်ညင်းတော့ကျွန်တော်တို့ကခေါင်းထဲမထည့်ပါဘူးဒီနေ့မှာအချက်လက်နဲ့တကွတေဆုံးမှုနံပါတ်တွေအသက်တွေပုံမှန်တွေနဲ့တကွထုတ်ပြန်လိုက်တာဖြစ်ပါတယ်။တချို့ကလည်းဒါကောင်မဟုတ်ဘူးလို့ မနေ့ကကလေးကသတင်းတွေဝေဖန်ချက်တွေလည်းကြားနေရပါတယ်မဟုတ်ပါစေနဲ့လို့ဆူတောင်းနေတဲ့အဖွဲ့ဖြစ်ပါတယ်ဒီအရေးဟာကိုယ့်ရဲ့ကိုကြိုးကိုစွန့်ပြီးတော့မှအားလုံးဟာဘာဝင်ဝင်မှမရှိဘဲနဲ့ဒီဇိုင်းမှတ်မှတ်လုပ်နေကြတယ်နိုင်ငံရေးအကျဉ်းသားဟောင်းတွေဖြစ်ပါတယ်ဒီဒေါ်လာရေးနယ်မြေထဲမှာခက်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 ရက်တည်ပြီးတော့မှဒီလိုလုပ်နေတာဟာအခြေထောင်ထဲမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေလူမသိသူမသိတတ်ခံရတဲ့အခြေအနေတွေမဖြစ်ပေါ်စေဖို့ကိုရည်ရွယ်ပါတယ်လို့ကိုတိုက်ထုံးကရှင်းပြထားပါတယ် ဒရပ်ဘုံဒီကျဲချမှုကြောင့်တိတ်ဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားများဟာကိုတင်လင်းထွန်ကိုတန်းနိုင် ကိုကျော်တီဟာကိုရှိုင်းစော်ကိုခန့်ဖြူအောင်ကိုကျော်စင်တိုးကိုအောင်ကိုဝင်းကိုထေးလင်းအောင်ကိုဝေရန် ကိုရဲရင်ကိုသူရနေမင်းကိုတက်မျိုး ကိုဘော်ဝင်းကိုအောင်ကောင်းထက်ကိုဖုံးထက်ကိုကျော်မြတ်သူနဲ့ကိုကျော်ကျော်လင်းလို့ဖြစ်တယ်လို့သိရပါဗျ။ဘုံဘုံကျဲချမှုကြောင့်အခြားသောအမှုများနဲ့ဖန်ဆီးခံရတဲ့အကျဉ်းသား၄ဦးလည်းတည်ဆုံးခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမှာ TNL ကတိမ့်ပိုက်ထားတဲ့မိုးကုတ်မြို့ကိုအကြမ်းဖက်စစ်ခွေးတပ်ကဒီကနေ့မနက်ပိုင်းမှာလေရင်နဲ့ဘုံကျဲချခဲ့ရာကလင်းငယ်တအုပ်အပါအဝင်ပြည်သူ၃ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ18ရက်နေ့မနက်8:59မိနစ်အချိန်နဲ့မနက်9:03မိနစ်အချိန်တို့မှာစစ်ခွေးတပ်ရဲ့တိုက်လေရင်များကမိုးကုတ်မြို့နယ်အရှေ့ပိုင်းကိုဘုံများကျဲချခဲ့တယ်လို့သိရပါတယ်။၎င်းဘုံကျဲချမှုကြောင့်ဆိုင်ကယ်စီးပြီးတော့ခရီးသွားနေတဲ့ပြည်သူတအုပ်အပါအဝင် ပြည်သူ၃ဦးတေဆုံးခဲ့ပြီးတော့တေဆုံးသူတွေထဲမှာကလင်းငယ်တအုပ်ပါဝင်တယ်လို့သိရပါဗါးလမ်းပေါ်မှာဆိုင်ကယ်စီးနေတဲ့ပြည်သူတအုပ်တေဆုံးသွားပါတယ်ကလင်းငယ်တအုပ်လည်းတေဆုံးသွားပါတယ်ပြည်သူတွေကတော့စိုးရိမ်ထိတ်လန့်နေကြတယ်လေရင်နဲ့ဘုံကျတာကနေတိုင်းလိုလိုနေ့စဉ်ရက်ဆက်အယမ်းများလာလို့မလုံခြုံဘူးဖြစ်နေပြီလို့ မိုးကုံမျိုးကအသက်42နှစ်အရွယ်ကြောင်းမြတ်တူဖော်ရေးလောက်ကိုင်းသူပြည်သူတို့ကပြောဆိုထားပါရယ်အလားတူပဲကယင်နေပြည်ဖားဆောင်မျိုးနယ်မော်ချီဒေသမှာရှိတဲ့လိုခါလိုစေးုံကို အကြမ်းဖက်စစ်ခွေးတပ်ကနှစ်ရက်ဆက်တိုက်လေးချောင်းကနေကင်းထောက်ပြီးတော့ဘုံကျဲတက်ခတ်ခဲ့ရာကလေးငယ်တအုပ်အပါအဝင်ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိကစေးုံပြက်စီးသွားကြောင်းဒေသနေပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါရယ် ဒီကနေ့ဩဂတ်စ်လ18ရက်နေ့မနက်၈နာရီခွဲ အချိန်ကဖားဆောင်မြို့နယ်မော်ချီဒေသမှာရှိတဲ့လိုခါလိုကျေးရွာကိုအကြမ်းဖက်ဆစ်ခွေတက်ကလေးချောင်းကနေဘုံကျဲတိုက်ခတ်ခဲ့ရာကလေးတအုပ်နဲ့လူကြီးတအုပ်ထိခိုက်ဒဏ်ရာမစိုးရင်ရရရှိခဲ့ပြီးတော့စေးုံကတော့လုံးဝကိုပြက်စီးသွားတယ်လို့သိရပါတယ်။လေရင်နဲ့နှစ်ရက်ဆက်တိုက်ပြန်ဝဲနေတာအဲ့ဒီလိုဆိုတော့ပြည်သူတွေခင်ဗျာသတိနဲ့နေနေကြတော့ အထိကိုက်နေသွားတာဖြစ်ပါလိမ့်မယ်။နှစ်ရက်ဆက်တိုက်ပြန်ဝဲပြီးတော့မှဒီကနေ့မနက်ရှစ်ခွဲလောက်မှကျဲချသွားတာကလေးတယောက်နဲ့လူကြီးတယောက်တော့ဒဏ်ရာရသွားတယ်။ဒါပေမဲ့စိုးတော့မစိုးရင်ရပါဘူး။ဈေးရုံကတော့တော်တော်လေးကိုပြက်စီးသွားပြီလို့ဒေသနေပြည်သူတို့ကအတီးပြုတ်ပြောကြားထားပါရယ်။ဒါအပြင်ဒီကနေ့နေ့လယ်ဆက်နန္ဒာ20မိနစ်အချိန်မှာလဲစစ်ခွဲတပ်ကမော်ချီဒေသကိုလေရင်နဲ့ထမှန်ပြီးတော့ဘုံကျဲချသွားတယ်လို့သိရပါရယ်။ အကြမ်းဖက်စစ်ခွဲတပ်က၎င်းတို့ထိန်းချုပ်နိုင်ခြင်းမရှိတဲ့မြို့နယ်များကိုအရေးပေါ်အခြေအနေကြီးညာထားပြီးတော့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်နေတဲ့အတွက်မိဘပြည်သူများအနေနဲ့လေကြောင်းရန်ကာကွယ်ဆိုင်ရာသတိပေးကြများနီလန်းများကိုလိုက်နာကျင့်သုံးပေးကြပါရနဲ့ဘိုးခိုကျင်းများကိုခိုင်ခိုင်မာမာတူးထားကြပါရန်တော်လိုင်းအဖွဲ့စည်းများကတိုက်တွန်းထားကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ